YWD online media ကိုကြည့်ရှုအပ်နေတဲ့ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။နဂါးကြီးနောင်ကျောင်းတိုင်းမှာချွေတီတော်တင်ပွဲကထိန်ပွဲနဲ့ဌာပနာပိတ်ပွဲကျင်းပခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်မန္တလေးမြန်လန်း68မိုင်ရှိနဂါးညီနောင်ကျောင်းတိုင်းမှာ ၎င်းကုကောင်တိတ်ထီအောင်ဆုတောင်းပြည့်စည်တော်မြတ်ကြီးအားပြည့်ရှိမြင်ဖြင့်ချွေကြီးတော်တင်လူပွဲကထိန်ပွဲနဲ့နန္ဒမေတ္တာပြုံးရွှင်ဇေယျတော်မြတ်ကြီးအားသာပနာပိတ်ပွဲကိုကောစာတက်ဂရိ1389ခုနှစ်တစောင်းမုံလာပြည့်နေ့2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့မနက်ပိုင်းကကျင်းပခဲ့ပါတယ်ပြည့်ရှိပြင်ရွှေတိတော်တင်ပွဲကထိန်ပွဲနဲ့ ။ဌာပနာပိတ်ပွဲကျင်းပအနေနဲ့ပတ်သက်ပြီးပြည်ရှိမြင်ယေစုဆရာတော်ကြီးဒေါက်တာဗဒ္ဒနာအာဒိဇဝန်သားကခုလိုမင်ကြားထားပါဗါတယ်။အဲ့တော့ဒီအခုကျင်းပတဲ့ပွဲကတစောင်းမုံလာပြည့်နေ့နော်မင်္ဂလာရှိတဲ့အချိန်ခါပေါ့။နော်ဆေးပေါင်းခတဲ့ပွဲရယ်။နောက်ပြီးတော့ဌာပနာပိတ်တဲ့ပွဲရယ်။အဲနောက်တစ်ခါကျတော့ဆိုတော့ကထိန်ပွဲပေါ့နော်ကထိန်ပွဲလဲကျင်းပါလေ။နောက်ဒီငကားကုအောင်ဆူတော်မြေဇေရောမြတ်ကြီးကို ချွေတီတော့ဘုံဆင်းတဲ့လို့ပရိတ်ချီနဲ့တင်းတဲ့ပွဲပေါ့ပွဲလေးပွဲဖြစ်သွားတာပေါ့အဲ့တော့နံပါတ်၁ကကထိန်ပွဲနံပါတ်၂ကစေပေါင်းခတဲ့ပွဲနံပါတ်၃ကတော့ဌာမနာပိတ်တဲ့ပွဲအဲ့ဒါတဆူပေါ့အခုငကားကုတ်အောင်စစ်တော်မိတ်စေလိုမြတ်ကြီးကိုတော့ဒါချွေတီတော့ဘုံဆင်းတဲ့ကိုပရိတ်ချီမြင်နဲ့တင်းတဲ့ပွဲဖြစ်ပါတယ်ဒီနေ့သောင်မုံလာပြင်းနေဖြစ်ပါတယ်အဲ့ဒီပွဲကိုကျင်းပတဲ့အခါမှာဒီစုပေါင်းဘုံကထိန်ကျင်းပတယ်ပေါ့နောက်တော့ရဝေးရန်နီးမှဒကာရမအပေါင်းတွေခုနှစ်သားသမီးတွေလည်းလာရောက်ပြီးတော့ကြီးညိုကြတယ် အားလုံးခွနဲ့သားသမီးတွေလည်းကြည်ညိုကြသလိုကြွားလာတဲ့ပြိတ္တတွေနဲ့အားလုံးကျမ်းကျမ်းမာမာချမ်းသာတာဖြစ်ပါသည်ကဘာသူကဘာသားမြန်မာနိုင်ငံသူနိုင်ငံသားခွနဲ့သားသမီးတို့ဒီကိုစိတ်နေပြဘေးရန်ကွာလူရဆန္ဒပြကြပါစေလို့ဆရာကြီးမေတ္တာပို့တာပါသည်အစရိတာနာပြုလုပ်ငန်းကတော့မြန်မာပြည်အနှံ့စီဒီပထိုးများကိုဒါလာရောက်ပြီးတော့ပြင့်ပြီးတော့ချွတ်ထီးတော့ဘုံစင်းတွေကိုတင်ပွဲတွေလည်းလာလာပြင့်ပါတယ်။နောက်တရားပွဲကြီးတွေလာပြင့်ပါတယ်။ နောက်တစ်ခါဒီ68မိုင်ဒီငကားညီအောင်ကြောင်းတဲ့အတွင်းမှာလဲဒီဗုဒ္ဓရုပ်ပွားတော်ပေါင်း1000ကျော်တီတီထားကုတ်ကွက်နေသေးပါပါအခုပြီးသွားတာဟာအစုပေါင်း900ကျော်ဆိုတော့1000ဆို1000ကျော်ဆိုတော့နောက်ထပ်၄နှစ်လောက်တော့တရားအောင်မထင်ပါနဲ့အဲ့တော့ဗုဒ္ဓရုပ်ပွားတော်များကိုလည်းတည်နေပါတယ်အဲ့တော့ရဝေယံနေမှာဒကာရမတွေတရားပွဲတွေထိတင်ပွဲတွေပြင်လဲကြွပါတယ်အဲ့တော့ဒီသာသနာ့ဘုလုံကကဒီမှာတချို့လမ်းတွေပြတ်တာတွေသွားပြင်တယ် အဲတချို့နာမှာတချို့ဆေးရုံတွေဖျားပြို့ဖျားပြက်တွေပေါ့အဲလိုအပ်တဲ့နေရာတွေမှာလိုအပ်သလိုတရားဟောရတဲ့ငွေများလည်းအမှဖျားတဲ့ကိုထည့်ရတယ်အလူပေးခဲ့ပါတယ်အဲ့တော့ဖျားတဲ့ကြောင်းဆောက်သာသနာပြုလုပ်ငန်းများကိုတော့တပတ်သလန်းကအုတ်တရားတဲတဲ့ပွင့်ပေါ့နော်သာသနာတော်အတွက်ရေတော်မြင့်တပွဲတီရန်အတွက်လိုအပ်တဲ့နေရာတွေလုပ်ပါတယ်။နောက်ကျောင်းတဲ့အသီးသီးမှာရှိတဲ့ပရိယတ်တိဆောင်နေကြတဲ့တချို့ဆရာတော်ကြီးများ သူတပည့်သားသမီးကိုရင်ကိုရင်နေပေါ့နော် အဲ့ပုံကိုယ်တွေလဲဆရာတို့လိုတတ်နိုင်တဲ့လောက်သွားပြီးတော့လှူဒန်းပါတယ်ရရှိတဲ့အလူငွေရရှိတဲ့ဆွန်ဆန်စိမ့်ပေါ့လိုအပ်တဲ့အားလေးတွေသွားသွားပြီးတော့အဲ့လိုလူတန်းတာရှိပါတယ်နောက်တစ်ခါဒီရက်ွက်တွေကြာမရင်မကောင်းတာတွေနောက်ဒီပြောမှဆိုရင်တော့ဒီတော်ကျောင်းမြို့မှာဆိုတိုက်တဲ့ဆေးရုံကြီးဆောက်တော့ကလည်းဆရာတို့မတည်ပြီးတော့ဒါလှုပ်ပေးထားပါတယ်တိုက်တဲ့ဆေးရုံကြီးလှုပ်ပေးထားတယ်နောက်တစ်ခါဒီတချို့လန်တရာတွေပြက်နေတယ်တချို့ချောင်းတွေမှာတချို့နေရာတွေပြက်နေတယ်လမ်းတွေပြက်နေတယ်ဆိုတော့သွားပြီးလှုပ်ပါတယ်အဲ့တော့ ဘယ်နေရာရဲ့လို့မတတ်မှာပါဘူးလိုအပ်တဲ့နေရာကိုလိုအပ်တယ်လို့တတိုင်တလောက်စွမ်းအားချစ်တလောက်လိုက်ဆောင်ပြီးတော့ဆောင်ရွက်ပေးခဲ့ပါတယ်အဲ့ဒါဒီဆောင်ရွက်တဲ့သူကြောင့်အလူချင်းလူမများရဲ့လှူထားတဲ့အလူငွေတွေလည်းကုသိုလ်ကြီးဖြစ်ပါတယ်အားလုံးကြမှာလို့ချမ်းသာကြပါစေနဂါကိုကောင်တိတ်ထီအောင်ဇေယျောမြတ်ကြီးကိုခဲ့တဲ့1386ခုနှစ်တပေါင်းလာပြည့်နေ့ကပနတ်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့တာဖြစ်ပြီးဇောင်မုံလာပြည့်နေ့မှာတော့ပြည့်ချီမြင်ယေရှုဆရာတော်ကြီးကိုတိုင် သိရှိမြင်ဖြင့်ရွှေတီတော်တင်ယူခဲ့တာဖြစ်ပါတယ်။အပြင်နန္ဒမြတ်တာပြုံးခြင်းဇေယျတော်မြတ်ကြီးအားထာပနာပိတ်ပွဲကိုလည်းဆက်လက်ကျင်းပတယ်လို့သိရပါတယ်။အဆိုပါထာပနာပိတ်ပွဲနဲ့ပတ်သက်ပြီးပြည့်ရှိမြင်ယေရှုဆရာတော်ကြီးဒေါက်တာဗဒ္ဒနာအာဒိသဝန္တာကခုလိုဆက်လက်မိန့်ကြားထားပါတယ်။ဒီအနန္ဒမြတ်တာနော်အာပြုံးခြင်းဆုတောင်းမြတ်ဇေယျတော်မြတ်ကြီးဆိုပြီးတော့အလူရှင်များတော့အလူသေးသူကနာမည်ပေးစေခြင်းတယ်။ အဲ့ဒီဖះကအခုအမြင့်ချပြီးတော့အခုအကျန်းနဲ့ပြီးတော့ဒီဘက်မှာဆိုရင်ဇာတော့ဟိုမှာအမြင့်ချပြီးတော့အခုဆိုရင်ဒါအကျန်းနဲ့ပြီးပေါ့ဆက်ချက်တောင်ပေါ့ဆက်ချက်တောင်ညာတော်နဲ့ဆိုရင်တော့အနည်းဆက်လေးတောင်ဟိုပါထီတော်တင်ပြီးဖြစ်သွားမှာပါအဲတပေါင်းလားပြီးတော့ထီတော်တင်ဖို့တော့မှန်းလာပါတယ်အဲသူ့ကတော့အချောမကန်နေတော့အတိအကျပြောလို့မရသေးပါဘူးနော်ဒီဘက်ကကဘာလုံးခြေတီးလဲဌာမနာပိတ်ပွဲလှုပ်အောင်မှာပါအဲ့လိုပွဲတွေပေါ့နော်ဒီနောက်တစ်ခါဒီဘက်မှာငကား နဂယုံဖျားတဆူလာပြီးတော့တပည့်တွေလည်းဟိုမှာသူလာပြီးတော့တိဆောင်နေတယ်ပေါ့နော်ဆောင်းမုံလာပြီးနေမင်္ဂလာအချိန်ခါမှာပြည့်ရှင်မြေဆုဆရာတော်ကြီးဒေါက်တာဘဒ္ဒနာအရင်းဆောင်ဝန်သားကိုယ်တိုင်ပြည့်ရှင်ဖြင့်ရွှေတိတော် တင်လူခဲ့တယ်လို့ဌာပနာပိတ်ပွဲနဲ့စုပေါင်းမဟာဘုံခရင်ပွဲကိုလည်းကျင်းပခဲ့တာဖြစ်ပါတယ် ၎င်းညောင်ကျောင်းတိုင်းသာသနာနယ်မြေအတွင်းမှာဇီရိုမြေသားကူးကွယ်တဲ့အပြင်ဗုဒ္ဓရုပ်ပွားတော်တထောင်ကျော်ကိုလည်းတည်နေရလက်ရှိမှာတော့ဗုဒ္ဓရုပ်ပွားတော်900ကျော်တည်ထားပြီးဖြစ်တယ်လို့သိရှိရပါတယ်ရှင်။